ုံးပကားတနာမပါပဲနဲ့ရူရှင်စွာကတိတင်ငန်းခဲ့တဲ့ဝမုံရွှေမိင်္ဂလာပါရှင်ကျမတို့မြန်မာလူမျိုးတွေရဲ့ရင်ကျေးမှုရာဝါလာကင်းလို့တဲ့တရင်ကျော့တစားမောင်းကာလာဟာဆိုရင်ဖြင့်အလူတန်းနေပြုလုပ်ကြတဲ့ကုသိုလ်ရေးမှာမမေ့မလျော့တက်တဲကြွကြပါဝင်ကြတဲ့မိင်္ဂလာရှိတဲ့အချိန်ခါသမယပါပဲနေရာတိုင်းမှာကတိတင်ငန်းကက်လူဝဲတွေမတိုးတင်ငန်းရက်လုတ်ဝဲတွေနဲ့စီကားနေတတ်ပါတယ်ဒီလိုမိင်္ဂလာရှိတဲ့ကာလာမှာတော့ပရိသတ်တွေရဲ့ချစ်တော်ထိတ်တဲမင်းသမီးချော်လေးဝမုံရွှေတို့ဇနီးမောင်နှံကလည်းကြီးကျယ်ခမ်းနားတဲ့ကတိအလူတော်မိင်္ဂလာပွဲကြီးတစ်ခုကိုပြုလုပ်ခဲ့တဲ့တဲ့ရင်က လူမှုကွန်ရက်မှာပြန်နေနေပါတယ်ရှင်။ဒီလူတော်ကြီးရဲ့ထူးခြားချက်ကတော့ကုန်ပကသနာတွေကိုရှေ့တန်းမတင်ပေတကယ့်ကိုအိဗယ်ရှိပြီးရောလွယ်တဲ့နေရာတွေစီအတိအကျရောက်ရှိတဲ့အလူကြီးဖြစ်နေလို့ပါပဲ။မုံမုံရွှေင်းနဲ့သူရဲ့ခင်မောတဲ့နိုင်ငံကျော်တထေးကြီးကိုတိုင်ဖြိုးကျော်တို့ဇနီးမောင်နှံဟာသူတို့ရဲ့ကထင်လူတော်မော်လမြန်မြို့မှာရှိတဲ့အောင်စဘူကျောင်းတိုက်မှာတွားရောက်ပြုလုပ်ခဲ့တာဖြစ်ပါရင်အလူရဲ့အစီအစဉ်တွေကလည်းတကယ့်ကိုမှကြည်နူးစရာတာလူခေါ်စရာကောင်းလွန်ပါတယ်ရှင်။ပထမအဦးဆုံးမိသားစုကထင်ခင်ပြီးတော့ကုသိုလ်ယူခဲ့ကြသလိုအဲ့ဒီကျောင်းတိုက်မှာရှိတဲ့သီလရှင်အပါတထား အပားတောင်တီတီကိုစွန်းဆန်စိမ့်နဲ့နဝကံမဝတ္ထုငွေတွေဆက်ကက်လူတန်းခဲ့ကြပါရည်။ဒါရင်မဲလားဆိုတော့မဟုတ်သေးပါဘူးရှင်။ပညာရေးကိုအားပေးတဲ့အနေနဲ့အိတ်ဒေတာကចောင်းသူចောင်းသားအယောက်250ကိုလေចောင်းဝတ်စုံနဲ့လူတန်းပေးခဲ့ပါရည်။ထူကြဆုံးကတော့ရက်ွက်သူရက်ွက်သားအခြေခံလူတန်းစားအယောက်9000လူ9000စားအတွဲဆန်အိတ်တွေကိုလူတန်းပေးခဲ့တာပါပဲ။ဒါတကယ့်ကိုမှစေနာတရာတရားထက်တန်ပြီးတော့စီးမားတဲ့အလူတန်းသားကြီးတစ်ခုလို့ဆိုရမှာပါရှင်။ဒီသတင်းတွေထွက်ပေါ်တဲ့အခါမှာပြည်သက်တရားဝန်မှုရွှေကိုအမှုပညာလောကမှာအိမ်တော်ကြီးကံကောင်းဆုံးမင်းသမီးလေးဆိုပြီးတော့ ထက်မှန်သိမှန်ပြုလာကြပါသည်။ဒါကလေးနုပညာလောကမှာပြုစင်ပြီးချစ်စရာကောင်းတဲ့လောက်ကိုပိုင်ဆိုင်ထားတဲ့ဝမ်မော်ရွှေရမြန်မာနိုင်ငံရဲ့အောင်မြင်ဆုံးနဲ့ချမ်းသာသောတတိယတီတူဖြစ်တဲ့ကိုနိုင်ဖြူချုံနဲ့လက်ထက်ထားရတာဖြစ်ပါသည်။ဒါပေမဲ့ကံကောင်းတယ်လို့ပြောကြတာဟာငွေကြေးချမ်းသာမှုကိုပိုင်ဆိုင်ရလို့တခုလေးကြောင်းတော့မဟုတ်ပါဘူး။သူရဲ့ခင်မတဲ့ကိုနိုင်ဖြူကျော်ရဲ့ဆဆရာပါရမီဖြည့်ပေးမှုတွေကြောင့်လေးဖြစ်ပါရင်ကိုနိုင်ဖြူကျော်ကခြားတော်ထိတ်တန်းတတိကြီးလေးလို့ကိုယ့်ရဲ့စီးပွားရေးလုပ်ငန်းတွေနဲ့ပဲချိန်ကုန်နေရမျိုးမဟုတ်ပဲဇနီးလေးမှုမုံရွှေအတွက်ချိန်ပေးပြီးတော့လိုလေသေးမရှိအောင်ဖြည့်ဆည်းပေးသူဖြစ်တယ်လို့ ။နှီးဆက်သူတွေကဆိုကြပါရယ်။ဇနီးလေးဝစ်စင်မှုတံမိုးကြီးလုံးဝင်နာတွေဆင်ရွှေနာတွေဝယ်ပေးတာမျိုးကစားအခုလိုဇနီးလေးလုံးရှင်တဲ့လုပ်တန်းတွေကုသိုလ်ရေးတွေအားလုံးကိုနောက်ကနေစိတ်တူကိုယ်တူလိုက်ပါဖြည့်ဆည်းပေးတတ်တာကြောင့်ပါ။သူတို့ဇနီးမောင်ကအမြဲတမ်းဒီလိုမျိုးလူတန်းတွေကိုစိတ်တူကိုယ်တူပြုလုပ်နေကြတာဖြစ်ပါရယ်။အခုနောက်ဆုံးပြုလုပ်ခဲ့တဲ့ကတိန်လူကြီးကလည်းသူတို့ရဲ့စေတနာကိုတက်တည်ပြနေသလိုပါပဲ။ အချို့သောတတိယလူမျိုးလူမြင်ကောင်းအောင်ပကတနာဆန်ဆန်ခန်းနာဖို့ကိုဥတီတာမျိုးမဟုတ်ပဲနေတကယ်လွယ်နေတဲ့သီလရှင်တွေကျောင်းသားလေးတွေနဲ့အချိန်ကလူရင်းစားတွေစီကိုတတဲမဲမဲရောက်ရှိစေတဲ့လူမျိုးကိုရွေးချယ်ခဲ့တာဖြစ်ပါတယ်။ဒါကြောင့်လေဝမှုရွှေရနှုပညာလောကမှာရုပ်ရည်ရောအိမ်အောင်ရေးကံမှာအကောင်းဆုံးဖြစ်နေရလို့ပရိသတ်တရားသတ်မှတ်နေကြတာပါရှင်။ကြည့်ရှုနေကြတဲ့ပရိသတ်တရားဝမှုရွှေတို့ဇနီးမောင်နှံရဲ့ဒီလိုပကုံပဒနာကင်းပြီးတော့အဘိဓေရှိလာတဲ့ခရင်လူတော်ကြီးပေါ်မှာဘလို့မြင်ကြပါသလဲသူတို့ရဲ့စေတနာကိုဘလောက်ထိတားရုခေါ်မိလဲဆိုတာ comment မှာအမြင်လေးတွေကိုပြောခဲ့ပေးပါအောင်ရှင်။အားပြီးနောက်ဆင်ခဲ့ကြတဲ့အတွက်လေးအားလုံးကိုကျေးဇူးတင်ပါတယ်။နောက်နေ့ဒီမှာလေးစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေနဲ့တူပြန်လာကြပါအောင်ရှင်။ဒီနေ့တော့လောင်းနေပဲနှုတ်ဆက်ခဲ့ကြပါတယ်။အားပြီးနောက်ဆင်ခဲ့ကြတဲ့ပရိသတ်တယောက်ချစ်စီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်။